မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စပြုတ်ဦးဆောင်အောင်တိတ်ထိရှင်မဟာဗောဓိစေတီတော်အုံမြင့်တော်စီမင်္ဂလာအခမ်းအနားတန်လင်တွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်တန်လင်မြို့နယ်လဟာရဲ့ခြေရွာရွှေတန်လင်သာသနာရေးတာကျောင်းလိုက်အတွင်တည်ထားပူဇော်မယ့်စပြုတ်ဦးဆောင်အောင်တိတ်ထိရှင်မဟာဗောဓိစေတီတော် ဗုဒ္ဓဂါယစေတော်ပုံစံတူအုတ်မြစ်တော်စီနှင့်အောက်ထာပနာတော်များထဲ့သွင်းပူဇော်ခြင်းအခမ်းအနားကိုမေလ14ရက်နေ့က9နာရီကအဆိုပါအကြောင်းတိုင်မှကျင်းပကြောင်းသိရပါတယ်။အခမ်းအနားတွင်ရွှေတန်လင်းကျောင်းနိုင်ဦးစီးပဌာနာနာယကဆရာတော်ဗတ္တနာမီဒီယာထံမှအပရိသတ်များကသီလခိုင်ယူဆောက်တည်ကြပြီးဆရာတော်ကြီးများထံလူပယ်ပစ္စည်းများနှင့်ထာပနာထဲ့သွင်းပူဇော်မယ့်ယတနာပစ္စည်းများအားဆက်ကပ်ကြပါတယ်။ အဲ့ဒီနောက်အောက်ထပနာတော်များထည့်သွင်းပူဇော်ခြင်းနဲ့အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကျင်းပပြီးတပ်မတ်နေရာတွင်မဟာဗောဓိညောင်မင်းကိုစိုက်ပျိုးပူဇော်ကြကြောင်းသိရှိရပါရဲ့ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ thank you